ကျူးကျော်လေယာဉ်မြေတွေကြောင့်ပျောက်ကွယ်တော့မဲ့ရွှေဘိုခရိုင်ရေဦးမြို့နယ်ကမီးမောင်းကုန်းရွာစားကြက်မြေပြန်လည်ရရှိဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်ခွန်ဘတာပေးဖို့ထားပါတယ်ခင်ဗျာစကိုင်းတိုင်းရွှေဘိုခရိုင်မီးမောင်းကုန်းခြေရွာရှိဘက်ကွင်းအမ2226ရုံချောင်းကွင်းဟာဧက90ကျော်ရှိပြီးမီးမောင်းကုန်းရဲ့အနီးအနားရွာတွေကကျွဲနွားစားကြက်မြေတွေအဖြစ်ထားရှိခဲ့တာပါအခုတော့ရုံချောင်းကနေရေသွင်းပြီးဒေယာမြေတွေအဖြစ်လှုပ်ဆောင်လာကြတာကြောင့် စက်တင်ဘာလ22ရက်နေ့ကရွာသားတွေစုပေါင်းပြီးစကြက်မြေထက်ကိုတွားရောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။အခုဒီမြင်ရတဲ့မြေတွေအားဆိုရင်ကျွန်တော်ဟိုတော့ကျွန်တော်တို့တွေနှားကြောင်းကတဲ့စကြက်မြေဖြစ်ပါတယ်။ဒီစကြက်မြေကိုကျူးကျော်ပြီးတော့ဒါလေယာဉ်မြေစိုက်ပျိုးပြီးတော့သွားပြီးနာများစိုက်ပျိုးထားတာဖြစ်ပါတယ်။ဦးမြကျော်ဦးဆောင်ပြီးတော့တောင်သူစနေဦးကနေပြီးတော့ကျွန်တော်တို့စကြက်မြေတွေကိုဝင်ရောက်ကျူးကျော်ပြီးတော့မိမိတို့ကိုကျိုးအတွက်ဒီလေမြေတွေကိုတီထွင်ပြီးတော့ဒါစိုက်ပျိုးတာဖြစ်ပါတယ်။ ကျွန်တော်တို့တောင်သူတွေမှာဆိုရင်ယနေ့အချိန်မှာငါကျွမ်းသားများအတွက်အစာအိမ်သာတွေရှားပပြီးတော့အင်မတန်ဒုက္ခရောက်နေပါတယ်။ရွာသားတွေကတော့အခုလောက်ထားတဲ့လေတွေရတန်းပြီးအရင်ထားရှိတဲ့စားကျက်မြေအတိုင်းပြန်လဲရရှိဖို့လိုလားနေကြတာပါ။ဒီကိစ္စကိုတက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းတန်ကြားထားတယ်လို့ပြောပါတယ်။သူရသည်ကိုလည်းပဲစာရီပီတွေနဲ့ကျွန်တော်တို့တင်ပြတဲ့အခါမှာတက်ဆိုင်ရာအာဏာပဲဖွဲ့စည်းစည်းကတရားဝင် တားမြစ်ပါတော့လည်းပဲဆက်လက်လုပ်ကင်နေတာအားလုံးကို အမြင်ပဲဖြစ်ပါတယ်လေယာမီတို့အဲ့တော့ကျွန်တော်တို့ကလည်းပဲရှေ့ဆက်ပြီးတော့ဒီစကြဲမြေကိုဥပရိနဲ့ညီအာနာပိန်အဖွဲ့အစည်းအစဉ်စဉ်ကတလိမ့်ဆံများကိုစားတော့ဖို့ရာအတွက်လေယာအစဉ်စဉ်လုပ်ကင်ဆောင်ရွက်ပေးဖို့တင်ပြလို့တာဖြစ်ပါတယ်တင်ပြတောင်းဆိုတာဖြစ်ပါတယ်အဲ့ဒီမှာပဲရေဦးမြို့နယ်လေယာမြင်များနှင့်သာဆုံရှုံမှုဆုံဆန်းစစ်ဆေးရေးကော်မရှင်ကဥက္ကန်စောလဲရောက်ရှိလာပြီးခွင်းစင်စစ်ဆေးခဲ့ပါတယ် ိခိုက်စာကိုတိုင်းဒေသကြီးအစိုးရအနေနဲ့အများဆုံးဖြည့်ရှင်းပေးဖို့လိုကြောင်းဥက္ကံစောကမှတ်ချက်ပေးပြောကြားခဲ့ပါတယ်။မြန်မာကွန်ရွာမှာအင်ထောင်စုပေါင်း150လောက်ရှိပြီးကျွမ်းဝအကောင်ကြီး400နီးပါးရှိပါတယ်။ကျွန်တော်ခွန်ပါပါပါ။